ဒီပူပီရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Hamas တိုက်ခိုက်ရေးသမားတွေဟာဂါဇာမြို့တော်မှာလူ9ယောက်ကိုစီးဝိုင်းတွေကိုဆွေးခေါ်လာကဒူးထောက်ခိုင်းပြီးနောက်ကနေပစ်တဲလိုက်တာကိုပြသထားတဲ့ဗီဒီယိုတစ်ခုပြန်နေလာပါတယ်။ Hamas အဖွဲ့ဟာဂါဇာကမ်းမြောင်ဒေသမှာအမိတ်ချိုးဖောက်မှုတွေကိုတင်းခတ်နေမှာမဟုတ်ကြောင်းနဲ့ရဲသူနဲ့ပူပေါင်းသူတွေလက်နက်ကင်လူရဲသူတွေနဲ့မွေးရစေဝါရောင်းဝယ်သူတွေကိုပြစ်မှတ်ထားအရေးယူတော့မှာဖြစ်ကြောင်း Hamas သတင်းရင်းမြစ်ကပြောကြားခဲ့ပါတယ်။ အော်တိုဘာလာ၁၄ရက်နေ့အင်္ဂါနေ့မှာပိုများပြားတဲ့တိုက်ခိုက်ရေးသမားတွေကိုပို့ပြီးတွင်းမြင်လာကြောင်းဂါဇာဒေသခံတွေကပြောပါတယ်။လက်တလောရပ်ပိုင်းအတွင်မှာဟာမက်စ်တိုက်ခိုက်ရေးသမားတွေနဲ့ပြိုင်ဖက်အကိုင်းအဖွဲ့တွေကြောင်းရုံရင်းဆက်ခံမှုတွေအတွင်လူဒါဇင်ချီတိစုံခဲ့တယ်လို့ဆိုပါတယ်။ နနေ့ကြာလအစ္စရေးရဲ့ဘုံကျေတိုက်ခိုက်မှုတွေနဲ့မြေပြင်ထိုးစစ်တွေကြောင့်ဟာမက်စ်အုပ်စုဟာအလွန်အင်အားနေတော့ခဲ့ပါတယ်။ဒါပေမဲ့အပြည့်အခက်ရန်စီရဲ့ကြီးညာထားပြီးကလေးကကြံရှိနေတဲ့တိုက်ခိုက်ရေးသမားတွေဟာလမ်းမောက်ကို ပြန်ရောက်လာကြပြီးအခိုင်အမာနေရာပြန်ယူလာကြပါတယ်။ဒီပူပီရဲ့နောက်ဆုံးရသတင်းတွေကို DPP TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါရှင်။